ားလုံးပဲမင်္ဂလာပါရှင်။ဆရာဝီရန်ဖုန်းရဲ့လေနံရန်ဆိုတဲ့ဝတ္ထုကိုဖတ်ပြနေတာဒီနေ့ကတော့အပိုင်း၅ဖြစ်ပါတယ်။အခန်း၅တယ်လီဖုန်းလိုင်းကအတန်တိတ်မကြေလဲ။ကြားတစ်ချက်မကြားတစ်ချက်ကြားမှာတမီးအတန်ကဇော်ဝင်းထော့အတန်လိုအတတဲရှာတတာ။တမီးဖေဖေပြောတာကြားလား။ အတော်ကြီးကြာမှဟုတ်ဟုတခွန်းသာပြန်ပြောသည်တမီးနှင့်သူ့အမေစကားများထားကြသည်ဆယ်ကျော်သက်အရွယ်ရောက်လာသော ပုံကန်ခြင်းလာသောတမီးနှင့်စတုံးမကြီးအမြဲလှုပ်ချင်သော အမေရတခွန်းစိုးတခွန်းနှင့်ပြီးမှကြိုက်ချင်သောညာဝေကြီးသူအမေကြောင့်ကိုတမေဟာဖုန်ထဲမှာ တိုင်နေသည်ဒီနေ့သူမကြီးမငယ်နဲ့ မေမယာရိုက်သေးတယ်။သမီးကိုတစ်ချိန်လုံးစူးနေတော့သမီးလည်းစိတ်မရှိပဲပြန်អော်မေယာပေါ့။အဲ့ဟာမေမယာသမီးကိုချိန်လုံးနဲ့ရိုက်တယ်။သမီးရှက်တယ်။ပြောရင် သမီးတန်ကတိမ်ဝင်သွားသည်။တယ်လီဖုန်းစကားပြောခွက်ကိုလက်ဖြင့်ပိတ်ထားတော့လဲ။ဆိုင်ကိုယ်တန်ကိုလုံးဝဖုံးရလာအောင်တော့မပိနိုင်။ မေမေလည်းသူ့စီပွားရေးနဲ့သူ့အဘူးနဲ့သူဆိုတော့စိတ်ရှင်မမဟုတ်ဘူးပေါ့တမီကလည်းဖေဖေပြောဘူးပါတယ်တမီဘသူနဲ့ပဲနေနေပါနဲ့လိမ်မာစွာနဲ့တမျက်အောင် ပေါင်းရမယ်ဆိုတာလေတမီကိုအုတ်ထိန်နေသူဟာမေမေပဲဒါဘလို့မှပြင်လို့မရတဲ့အချက်ပဲဓာကြီးကိုမကြင်မနှက်ဖြစ်နေမဲ့အစားပေးထားချက်အတိုင်းဘလို့လိုက်ကစားမလဲတမီသိရမယ် မိမိနဲ့မှမဟုတ်ဘူးတမိရှေ့ရောက်လူလို့ရမှာတွေအများကြီးရှိသေးတယ်အရေးကြီးဆုံးကကိုဖြစ်ချင်တာကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရရေးမှာပေးထားတဲ့အချက်တွေနဲ့ပါနဲ့လိမ့်မစွာဆက်ဆံတတ်ဖို့ပဲသူ့ဟာသူဘာပူပဲရှိရှိပေါ့ဘာလို့တမိကိုပဲတစ်ချိန်လုံးမဲနေရတာလဲဘာလို့တမိကိုပဲတစ်ချိန်လုံးစိတ်တိုင်းမကြဖြစ်နေရတာလဲပြီးတော့ပြီးတော့ ပြီးတော့ဘာဖြစ်လဲဆက်ပြောလေသမီးသမီးကိုဘယ်တော့မှယုံကြည်မှုမပေးဘူးကျူရှင်ပြန်တာကြောင်းပြန်တာနောက်ကြာတာနဲ့သမီးကိုမဟုတ်တာလုပ်နေရပဲချင်းနေတယ်သမီးအဲ့ဟာကိုမကျင်တတ်ဆုံးပဲသမီးရဲ့သမီးကိုမိမိကလမ်းမှာတခုခုဖြစ်မှာဆိုလို့နေမှာပါသမီးမိန်ကလေးအရွယ်ကောင်းလေးညဘက်မှောင်ငိမ့်ကြမှာကျူရှင်ပြန်ဘာပြန်တာမျိုးဆို ဘယ်မအေးရစိတ်ချမှာလဲသမီးရဲ့မိမိဘက်ကလည်းသမီးဝင်စင်းစားကြည့်ပေါ့ဖေဖေကလည်းဒီလန်းနဲ့ဒီလန်းဒီရက်ွက်နဲ့ဒီရက်ွက်မျက်စိမိတ်သွားတော့ရတယ်ဟာ ਉ မိုးကုံမျိုးလေးကျင်ကျင်လေးပဲဥစားပြီးတော့အကုန်လုံးအသိလေးကြည့်ပဲသမီးကိုဘယ်သူကဘာလုပ်မှာလဲဖေဖေရဲ့ကျူရှင်ပြန်တငယ်ချင်းအိမ်လေးခဏလိုက်သွားမိရာအဲ့ဒါပြန်လာတော့ရကြမရှိအောင်ပြောတယ် မိမိယသမီးသည်အတော်ကိုဝမ်းနေနေဟန်တူသည် စကောစကားအရွယ်ရင်းမှာဖြစ်တတ်သည့်ထုံစံမိဘနဲ့ကြောက်ကစားဖြစ်တာဓမ္မတာဆိုပေမဲ့သမီးနဲ့သူ့အမေကြာပြိပခါကတော့ပုံမှန်ထက်ပိုကြည့်သွားကအပြက်အပြက်နဲ့နှာခေါင်းသွေးထွက်မှာတော့သူဆိုသည် နောက်ပြီးတိလာဖေးဖေး ကိုရန်ကြရင်သမီးကိုတိတ်ပံတွဲပဲယူရမယ်တဲ့သမီးတိတ်ပံတွဲမယူခြင်းမို့ဖြစ်ပြီသမီးအင်္ဂလိပ်စာအားနည်းလို့ဖစ်စက်ကမစထရီတွေဘိုင်ယိုတွေတက်နိုင်မှာမဟုတ်ဘူးဆိုတာမိမိကတိတ်ပံတွဲအတင်းယူခိုင်းနေတယ်ဟုတ်လားအဲ့ဒါဖေဖေမသိသေးပါလားတိတ်ပံဝိစာပြန်ပေါင်းတော့မှမဟုတ်တော့ဘူးလားသမီးရဲ့ကိုရန်ဆယ်တန်းကိုအားလုံးပေါင်းပြီးတင်ပါဆို။ မဟုတ်ဘူးတဲ့အဲ့ဒါသမီးကိုနောက်နေကြမှာတဲ့အခုကခွဲဟုံးမှာတဲ့သမီးကဝိဇာရဲပဲယူမယ်ဆိုတာကိုမင်းမရတိတ်ပန်ရဲယူတဲ့ဆရာဝန်အင်ဂျင်နီယာပဲလောက်ရမယ်တဲ့ဘာမှတုံးစားမရတဲ့ဝိဇာရဲမယူနဲ့တဲ့တော့သူ့ပါဇက်ကရောင်းပြီးထွက်သွား၏ဘာမှဆက်မပြောမိအောင်တတိထားပြီး ဒေါ်သာကိုမျိုးချလိုက်သည်အဲ့ဒါလေမမေရသမီးကိုနင်းနဲ့ဝိဇာရဲယူပြီးဘာလုပ်မှလဲသမီးလည်းပြော့ပြစ်လိုက်တယ်ဖေဖေလိုမြမစာယူပြီးတက္ကသိုလ်မှာမြမစာဆရာမပြန်လုပ်မယ်လို့ဖေဖေတိလားအဲ့လိုလဲပြောလိုက်ရောမမေဒေါ်သာရေထန့်နေရများမင်းမကောင်းဘူးသမီးကိုပက်ပက်ဆက်ဆက်ပြောတာမှာ ဖောဖွာတော်မနေဝင် တောင်းမယ်ယူရတယ်။တမီးကတော့သူ့အဲ့လိုမျက်လုံးကြီးပြူပြီးဆွစ်ဆစ်ခုံးနေတာကိုကြည့်ပြီးပြောလိုက်တာမှနောက်ကိုလည်းသူ့အဲ့လိုဒေါသထွက်အောင်လှုပ်အောင်မှသူရင်မောသွား၏။ဒီသားအမိနဲ့ကတော့ခံနေပြီ။ညဝေးရီဆိုသောမိန်းမသည်ခလေးအုံထိန်ခွင်ကိုရထားတာတော့မှဒီအရွယ်သမီးမိန်းကလေးတယောက်ကို မိတို့ထိန်ချောင်ရမလဲမသိသေးအမကို အမနဲ့တိုက်နေသောမိန်းမကန့်ကျင်နေသော စပရင်ကို အတင်းဖိနေသောမိန်းမသူတက်ပြင်းခိုးချလိုက်သည်သမီးမမေဘာလုပ်နေလဲဖေဖေသူနဲ့စကားပြောဦးမယ်ဖះခန်းထဲမှာပြည့်ရည်ရနေတယ်ဒါဆိုသမီးမမေထွက်လာရင်ဖေဖေစီပြန်ခေါ်ခိုင်းလိုက်ကြလားဖေဖေစောင့်နေမယ် သမီးဘာပြောကြရှိသေးလဲမရှိရင်ဖေဖေဖုံးချလိုက်တော့မယ်ဟုတ်ကဲ့ဖေဖေဟိုလေးဘာလဲသမီးသမီးဖေဖေနဲ့လာနေခြင်း ਨੇ သမီးကိုခေါ်ထားပါလားဟင်တက်ပြင်းအရှိကြီးတစ်ချက်သူချလိုက်သည်သမီးကလည်းလှုပ်ပြီးအသက်၁၈နှစ်ပြည့်ပြီးတဲ့အခါသမီးဖေဖေနဲ့လာနေလို့ရမယ်လို့ပြောထားပြီးသားကို အဲ့ဒီကြမှာတို့သားဖားရေကြိုက်တလောက်အချက်နဲ့လန်းထားကြမယ်ခုတော့ခဏတီးခံမအောင်သမီးရဲ့ဟုတ်ဆိုတော့စကားတခွန်ပြန်ကြရဖို့အတော်ဆောင်းလိုက်ရသည်ဟုတ်ကဲ့ပါဒါဆိုလဲဒါပဲနော်ဖေဖေလဲကြက်မာရေးကြီးဥဆိုင်ចောင်းပေရင်မိုးကုတ်လာခဲ့အောင်နော်သမီးဖေဖေကိုလွမ်းနေလာမှာပေါ့သမီးရဲ့ဖေဖေလဲသမီးကိုလွမ်းတာပေါ့ဒီတစ်ခေါက်လာရင် ဖေဖေနဲ့သမီးနဲ့ခီးထွက်ကြမယ်လေဟာတကယ်လားဖေဖေသမီးတို့မေးမြို့သွားလဲရအောင်နော်မေးမြို့ရောကြောင်မဲတေဘောလာရှိုးဒီသွားမယ်ကွာတို့သားဖပြောလိုက်တာဖေဖေရဲ့စိတ်ကူးနေတောင်ပြောနေပြီအေးအေးကဲအခုတော့ចောင်းစားတဲ့စိတ်နဲ့ထားအောင်နော်သမီးမိမိကိစ္စကောင်းတဲ့ထက်မနေနဲ့ ဖေဖေကြည့်ပြောပေးပါမယ်။သမီးသာကိုစားကိုကြည့်ကြလား။ကဲ good night. good night ဖေဖေ။သမီးဖုန်းချသွားတော့ကလထိုင်မှာပဲသူဆက်ထိုင်နေမိသည်။ဒေါသထွက်သည်ဖြင့်လက်တွေတဆတ်ဆတ်တုံလို့မြဝေရီအနာမှာရှိလေ။ဘာလို့မိမိမှန်မသိ။မြဝေရီသည်စေပါရေးကိုကြွမ်းသည် စည်ရင်စရာများကိင္ကနံများကို ကောင်းကောင်းနိုင်နေသည်ကြောက်တပွင်ကို ကြည်ုံဖြင့်ကြောက်ကောင်းမကောင်းကို ထိုးထွင်းသေးတော်လဲတယောက်ထဲသာရှိသောသမီးလေး၏ဘီဇဇယိုက်ညံတွေကို သူမသိတာသမီးထိန်ချောင်းခြင်းဆိုသည်တိတ်မွေသောသဘောကိုတော့သူမသိတာသမီးပြုစုပြို့ထောင်ခြင်းဆိုသောအမှုပညာသည်ညဝေရေထံတွင်မရှိ တစ်ချိန်ကတော့မြဝေရည်သည်စီဝါရေးတက်ကတော်တွင်အချောအလာစည်းရဝဲသူတို့လိုရန်ကုန်ပင်မတက်ကတော်ထဲမှာကျောင်းသားကြီးငယ်များသာမကဂျိုးကုန်းရှိစက်မှုတက်ကတော်ပြည်လန့်ရှိစေတက်ကတော်တို့မှပြားပရုံတို့ပါနေကြောကလာရောက်ရဝဲကြရသောအီကိုနမ့်မိမဲစည်းရဝဲတို့သူမြမစာဂုံလူတန်းပထမနှစ်မှာ ်မြဝေရည်သည်စီးပွားရေးတက္ကသိုလ်ပထမနှစ်သို့ရောက်လာခဲ့သည်နှုတ်နယ်ပြောမြက်အလှသွေးကျဲသောမြဝေရည်၏ဝေရည်ကိုတောင်းခံကြသူ ပြာပရုံတကားတို့နှင့်သူလည်းတူအပါဝင်ဖြစ်ခဲ့သည်မိုးကုံမှာတတိသမီးကလေးမြဝေရည်ကလည်းမာနာကလေးတစ်ခွဲသားနဲ့မို့တော်ရုံလိုအနာဂတ်ခံခဲ့သူမဟုတ်တောင်းလိုပုံနေသောရီစာစာများသည် မြဝေရည်မျက်လုံးပြည့်ဖတ်ရှုခြင်းကိုပဲမခံရပဲအမိုင်ပုံနဲ့ရောက်သွားကြသေးကများသည်မာဆာလာခက်ကတော်ရုံလိုမစည်းနိုင်သောကိုပိုင်းကားဖြင့်ကြောင်းလာနိုင်သောငွေကိုရေလိုသုံးနိုင်သောတထေတာကြောင်းသားအနေငယ်ကိုပင်မြဝေရည်သည်ဖုတ်လေသည်ငပီရှိသည်မထင်ခဲ့ချေတရက်မှာတော့မြဝေရည်သည်အဓိပတိလမ်းနှပေးကန့်ကော်ပင်တပင်အောင် ကန့်ကော်တပွင်ကို ကောက်ယူနန်းရှုပ်ကဆန်ရဲတဲ့ထက်ပန်ဆင်းလိုက်၏ထုံမြင့်ခွင်းကိုမြင်ရသည်သူသည် နေရင်ချင်းပဲကဗျာတပုတ်ဆက်ကညဝီရီတို့အတန်းထီလိုက်သွားပြီးထုတ်ကဗျာစာရွက်အိမ်လေးကိုလက်ရောက်ဆက်သားခဲ့သည် တပွင်ကိုလက်ရောက်ကောက်ပါလို့ပင်အောင်မာတဲ့သူပန်ဆင်းဤဒီပင် ူကပြား၏အဖွင့်ဖြစ်သည်အဖွင့်စားသားလေးကိုတော့သူမှတ်မိနေသေးသည်တပုံလုံးကိုတော့နှစ်ကာလတွေကြာပြင်မှုတိတ်မမှတ်မိချင်တော့ထို့နောက်ပိုင်းဘာတွေဖြစ်သွားသည်မသိမျှဝေရည်သည်ညမကြာမေးပါပင်သူကိုအပြေပြန်ပေးခဲ့လေသည် မပေါက်နိုင်တော့ဟု ထင်မှတ်ခဲ့သောတိမ်ဆူကြီးသည်ညှော်လင့်မထားသောအချိန်တွင် ဆိုင်းပုံပင်မစင်တပဲသူ့ထံသို့ဆက်ဆိုင်မြတ်မြတ်ရောက်ရှိလာခဲ့သည် သူသည်ညဝိရေလက်ကိုဆွဲ၍ဤကိုတခွင်အဓိပတိလန်းတခွင်ပတ်ကားကြွားပြခဲ့သည်ပိုင်ရှင်ရှိမန်တီအောင်တကွန်ဆိုင်ပြခဲ့သည်ဒါငါမိန်ကလေးငါချက်သူမင်းတို့ရှောင်းလော့ရှာလော့ ၃ဘင်ကား၄ဘင်ကားစီနေရသူတယောက်မာစီရီကကိုပိုင်လက်ဝဲရသလိုညဝဲရီကိုသူအရေးတကြီးကြီးကြည်သည်ချွေကလေးဆိုလာလျက်လက်ကိုင်းပွားဖြင့်တုပ်ပေးသည်ညဝဲရီအလိုကိုအလိုက်သည်စွာဖြင့်ပြောစရာမလိုအောင် ဖြည့်ဆည်းပေးခဲ့သည် ချန်ပီယံမဖြစ်ခဲ့ကြသောကြံကြောင်းသားတို့သည် သူကိုတက်တခေါက်ခေါက် အန်တကြိတ်ကြိတ်ဖြင့်ကြည်ခဲ့ကြသည်တချို့ကလည်းသူတို့အကွဲကိုစောင်းကြသည် တချို့ကလည်းအချိန်ကုန်ခံမနေတော့ပဲတကုန်မဆိုင်ရသည်သည်တခြားသောအလားလားရှိသူများပဲလှည့်သွားကြသည်ဤသို့ဖြင့်နေနဲ့လားရွှေနဲ့မြမင်းဟန်နဲ့မြဝေရီတို့သည်မြဝေရီပွဲရပြီးမမြန်လုံးမကြလုံးသောကာလာရဲလူကြီးဆောင်ရာဖြင့် တောင်းရန်လက်ထပ်ခဲ့ကြ၏အိမ်တော်သည်ကလကားအဖွင့်ဖြင့်အချိန်ဤကုန်းကို ရေးချခဲ့ကြသည်ဖုံးတယ်မြည်လာသည်ဖြင့်သူအတွေ့အစားပြတ်သွားသည်ထင်းသည့်အတိုင်းမျှဝေရေဖုံးမင်းအဲ့ဒါလောက်သမီးကိုကြံကြံတန်တန်လှုပ်ရှားမလို့ဘူးများဖုံးကင်ပြီးသေးနဲ့သူ့ဘက်ကစကလုံးတွေကိုဆက်တနပြစ်တယ်လို့ ဒရဇပ်ပြစ်လော်တော်သည် အတန်ကိုမြင့်လိုက်နှိပ်လိုက်စကလုံးတွေကြံသည့်အခါကြံလိုက်ပျော့သည့်အခါပျော့လိုက်နှင့်မင်းဟန်သည်တစ်ဖက်အတင်းပေါ်ပြူဟာမျိုးစုံသုံးကတိုက်ဆက်ဆင်းနေသောဘောလုံးအတင်းလိုညဝေကြီးကဘာမှပြန်မပြောပဲသူဆုံးသည့်အထေသာ နားထောင်နေ၏သည်ဒီမဲ့ကိုမင်းဟန်ရှင့်သမီးကရေးစားတွေဘာတွေနဲ့ဖြစ်နေပြီ အဲ့ဒါတိလားတလုံးချင်းအေးအေးဆေးဆေးပြောသည်မြဝေရီအတံပြန်တိုက်ဆက်မှာသူအငိုက်မိသွားပြီးအာစေးထဲခံလာရသူလိုဖြစ်သွားသည် သူ့ထံမှာအတန်တိန်နေတော့မြဝေရီကသူ့တို့ကြောင်းကကောင်းလေးပါပဲကျမမှာဘလူးဆိုင်တီးပြီးမနေ့အဲ့ဒါကိုရအောင်ဖြတ်ထားရတာခုတော့ပြေးသွားပါပြီ ရှင်အဲ့ဒါတွေဘာမှမသိပဲကျမကိုလာကြိတ်မနေနဲ့နော်ကိုမင်းဟန်။ကျမကနေစင်တဲ့အမြအိမ်စည်းဝါးရေးလဲလုပ်ရ။မအေအိုကြီးလဲပြိုဆိုရ။ဒီသမီးတကောင်ကိုလဲပေါက်ကရ40မဖြစ်အောင်မျက်လုံးတောက်ထောက်ကြည်နေရနဲ့။ရှင်ကအဝေးကနေဖခင်မြတ်တာတွေတိတ်ပြနေလိုက်အဲ့ဒီမှာ။မြဝေရီတံပြန်တိုက်ဆက်သည်ထီရောက်သည်။သူခမအခုထိ ငုံငုံငိုင်းငိုင်းကြီးဖြစ်နေတော့ညဝေရေဘက်ကတိုက်ဆက်အရှိန်ပြန်ကြသွားတော့မှသူလည်းစကားပြန်ပြောဖို့တတိဝဲလာသည်တမိဟာကလေးသားသားပဲရှိသေးတယ်ဆိုတာလည်းမမေ့ပါနဲ့မြာတမိပဲဖြစ်ဖြစ်အခြားဘသူပဲဖြစ်ဖြစ်ဒီရွယ်မှာဒါမျိုးတွေဟာရှိတတ်ကြသမဲပဲလူတိုင်းမှာမှားနိုင်ခြင်းရှိတယ်မြာတမိမလိမ်မာတာကတတ်တတ် မင်းဆုံးမတဲ့နေရာတက်တက်ပဲစိတ်ကစားတတ်တဲ့အွယ်မင်းကလေးတစ်ယောက်ကိုဘလူးဆိုင်တီးလို့မရဘူးများမင်းလည်းငယ်ရာကြီးလာတာပဲမဟုတ်လားသားသမီးကိုဆုံးမတာဒေါသနဲ့မဆုံးမရဘူးကွမြစ်တာနဲ့ဆုံးမရတယ်ကျိုးကိုတိတ်တင်းလိုက်ရင်ပြတ်သွားလိမ့်မယ်ဆိုတာသတိထားအောင်အော်အော်ညဝေရေးတန်းကတယောတန်းလောင်းတန်းအပြည့် သမီးရဒီရွယ်မနှုမနှက်ကလေးမို့မှားတယ်မိုက်တယ်ဆိုရင်ရှင့်လို့မကြည့်မငယ်နဲ့မှားခဲ့တာတွေကိုကဘလို့နားလဲပေးရမလဲဆိုတာမိန်တော်မူပါအောင်ပညာရှိကြီးရှင့်မင်းမဆိုင်တာတွေမပြောစမ်းနဲ့မြားသမီးကိစ္စဆွေးနွေးကန်သည် အနတ်ဖေးခွာကန်ငယ်ကျိုးငယ်နာ ဖော်ကန်တို့ရောက်လို့ဆက်ဆဲဖြစ်သည်သူရံမဖြစ်ချင်း ဒီလိုနဲ့စိတ်ကိုမနဲ့ထိုင်ပြီးစကားအမြန်ဖြတ်ကားဖုံးချလိုက်သည်ဒီတသက်မင်းနဲ့ငါနဲ့စကားအကောင်ပြောလို့ရအောင်မလားများဟုသူ့ဘာသာသူနှုတ်ကတူတူလေးရွတ်သည်ဟုတ်ကဲ့ပါရှင်ဒီအပိုင်းလေးကိုတော့ဒီမှာပဲရပ်ပါမယ်အအခန်း6အပိုင်း6မှာပြန်ဆုံးပါမယ်ရှင်နားဆင်ပြီးခဲ့သူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်